ဖာနန်ဒက်စ်ကတဲ့မန်ယူမှာအခန်းကဏ္ဍအဲ့လိုမျိုးရှိတော့ဘူးလေ။အဲကျွန်တော်ဒါကလုံးဝလက်မခံဘူး။လက်ရှိမန်ယူအသင်းကိုကျွန်တော်ကကြည့်လိုက်တဲ့အခါမှာမန်ယူအသင်းမှာအဖြစ်ရှာပေးမဲ့တစားသမားကနောက်ထပ်နှစ်ယောက်တော့ပိုလာတယ်။ဒါကွန်ညာနဲ့အန်ဗူမိုပေါ့လေနော်။အခုချိန်မှာအန်ဗူမိုနဲ့ကွန်ညာနဲ့ရှိသွားတဲ့အခါမှာဖာနန်ဒက်စ်ကဝင်ပေါ့သွားတာ။အဲ့ဒါဝင်ပေါ့သွားတာအဲ့ဒါအခန်းကဏ္ဍရော့ကျသွားတာမဟုတ်ဘူးပရီးမီးယားလိဂ်ကပို့ပြီးကစားရမှာများတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မန်ယူအသင်းပြိုင်ပွဲစုံမှာ၅ဘွဲ့ဆက်နိုင်ဖို့ဆိုတာကတော့ ရောဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်။အဲဒီသပင်ညက်မဲ့တယောက်ကတော့သပင်မညက်ပြဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်။ကျွန်တော်အဲ့လိုမျိုးထင်တယ်။မင်္ဂလာပါကိုရဲလေးတို့ရေမင်္ဂလာပါကိုကြီးရေ โอเคပါကျွန်တော်တို့ပေါ့နော်ဒါဒီတစ်ပတ်ဒါ Premier League policy ပြန်ပြီးတော့ရောက်လာပြီဒါဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါပြောပြောပဲ Premier League ပွဲကောင်းတွေများတယ်အဲ့ဒီကဆိုလို့ရှိရင်ကျွန်တော်ဒါဒီအပိုင်းမှာဆိုလို့ရှိရင်တော့ဒီပေါ့နော်ကျွန်တော်ဒီ Spurs နဲ့ Man U ပွဲပြောမယ်ကျွန်တော်တို့စနေည9:00နာရီကံမဲ့ပွဲပေါ့လေနော်ဒါဒီပွဲရဲ့အနိုင်ရှုံးဟာဒီနှစ်သင်းလုံးရဲ့အမပေးစရာအပေါ်ရောက်မလားအောက်ရောက်မလားဆိုတော့ရော်လေးကိုအရေးပါတဲ့ပွဲဖြစ်တဲ့အတွက်ဒီပွဲကိုပြောမယ်အဲ့တော့ကျွန်တော်တို့စီစဉ်ရဲ့ထုံးစံတိုင်းပဲ Ancient Spurs ဘက်ကနေပြီးတော့ကိုရဲလင်းထုံးရဲ့ပေါ့နော်ဒီအမြင်လေးနဲ့ပေါ့စပြီးတော့အစားလိုက်ရှင်ပါတယ် စပါးက United ကိုနိုင်နိုင်လားဆိုတဲ့အပိုင်းမှာကျွန်တော်ကကြတော့ဒီသိတဲ့ဘိုင်းနဲ့ခြေစွမ်းဘိုင်းပေါ့နော်အဲ့တော့ဒီပြီးတော့ကျွန်တော်ကပြောပြချင်တယ်ပေါ့နော်ဒီသိတဲ့ဘိုင်းစပြောမယ်ဆိုရင်တော့ဒီစပါးတင်းကပြီးခဲ့တဲ့နှစ် Europa League ကိုလိုပွဲမှာ United ကိုအနိုင်ရရှိတာလေအဲပြောမယ်ဆိုရင်တော့မင်းတို့ရှိမှဒီမင်းတို့ကိုနိုင်ငံသားပြီးတော့ fly ယူပြထားတယ်ဆိုတော့ဒီအချိန်ဝါပေါ့နော်ဒီတစ်ခုတော့သွားပြီးတော့ရှိတယ် ပို့ပြီးတော့စိုးတာကြတော့ပြီးခဲ့တဲ့ရာသီမှာဒီ United ကစပါးနဲ့တွေ့တိုင်းအမြဲရှုံးတာစပါး United ကိုလောအောင်လုပ်တော့เนาะဒီထက်ပို့ပြီးတော့စိုးတဲ့ချက်ကဘာလဲဆိုတော့တန်ဟက်ဒုတိယရာသီပေါ့เนาะအဲ့ဒီရာနေပြီးတော့တောက်လျှောက်ဒီနေ့အထိပေါ့เนาะမကန်ရသေးခင်ချိန်ထိစပါး United ကိုမရှုံးတော့ဘူးเนาะဒါတော့ကျွန်တော်သွားပြီးတော့တွေ့ရတယ်ပြောမယ်ဆိုရင်တော့ငင်းနိုင်ဆိုတော့ confidence မျိုးစပါးတဲမှာသွားပြီးတော့ရှိနေရပြန် ါတော့ဒီပါဝါဒလက္ခဏာနဲ့ပြန်ပြီးတော့ကြည့်မယ်ဆိုတော့ကြောင်းပြန်ဆိုတဲ့ပုံစံကြောင်းပြန်ပေါ့ဟုတ်တယ်သွားရပေါ့နော်ဒါတွေကလည်းဒီပွဲတင်မှာငါတို့က United ကိုကန်လို့ဖြစ်ပါတယ်ဆိုတော့စိတ်သက်ပိုင်းအတာဒီရရရရှိထားတယ်လို့တော့ကျွန်တော်ကမြင်တယ်ခြေစမ်းပိုင်းကကြည့်မယ်ဟုတ်ကဲ့ဆိုရင်စပါးတင်းကဒီ United ရဲ့ပြောရမယ်နောက်တန်းမှာဘောလုံးပေးပြီးတော့ AC ကစားကတော့မပေးဘူးပေါ့နော်အဲ့လိုလိုက်ပြီးတော့ present လုပ်နိုင်စွမ်းရှိတယ် လက်ထက်ကလည်းအဲ့လိုမျိုးကစားတဲ့အပိုင်းမှာရရင်ကောင်းလာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူတို့ကကြတော့ဘလို့ကစားလဲဆိုတော့လှမ်းတင်လိုက်မယ်ပြန်ကျတာလည်းပုံလုံးတွေနဲ့ကစားမှာပေါ့ second ball တွေနဲ့ကစားမယ်အဲ့ဒီပုံစံကိုလည်းစပါးကလိုက်ပြီးတော့ကစားနိုင်တယ်ရှိအဲ့နောက်တစ်ချက်ကကြတော့ဒီဒီလက်ထက်ကကြတော့ဒီကွန်းလေယာဉ်ကြီးပုံလုံးကသွားလို့အဆင်မပြေတဲ့ခါမှာတော်မားတွေသွားလို့ရှိတယ်အမမလည်းတော့ရှိမယ်ဆိုရင်တော့၃ယောက်ပေါ့နော်အဲ့ဒါကိုလည်းဒီစပါးကကနေပြီးတော့ဒီကွန်းလေကစားမှာတယောက်ကဒီ ဝင်လာပြီးတော့ဘောဟိုဘလုံးတည်ပြီးတော့လေဖြည့်ရှင်းလို့ရတာမျိုးလည်းရှိတယ်အဲနောက်တစ်ချက်တက်ပြီးကြည့်ပြန်တော့စပါတင်ကစပီးစီမှာ underrated တော်လေးဖြစ်တယ်ကောင်းတဲ့တဲမှာပါတယ်တဲမှာပါတယ်ဘောနော်ဒါကိုသွားပြီးတွေ့ရတယ်ဒီအစိပ်ပိုင်းဒီက United ကိုစပါကအနိုင်ယူဖို့လုံလောက်တဲ့အစိပ်ပိုင်းတွေလို့တော့ကျွန်တော်ကတော့မြင်တယ်ဗောနော်ဒီစိတ်ဓာတ်ပိုင်းတာကြီးလည်းရရတယ်ကစားပုံရတယ်ဒီ theory ရကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်ပြီဒီအများကြီးရှိတယ် ောက်တစ်ချက်ကကျတော့အိမ်ကွင်းလည်းဖြစ်နေတယ်။ဒါတွေကပဲဒီပွဲစဉ်မှာစပါးကအနိုင်ရနိုင်တယ်ဆိုရယ်မာဂျင်ပေါ်မှာပြင်းနေတယ်လို့ကျွန်တော်ထင်ပါတယ်ဗျ။ဟုတ်ကဲ့ပါကျွန်တော်တို့စပါပေါ့နော်ဒီရာဒီစပါကောင်းတယ်ဆိုပြီးကျွန်တော်တို့အကြံပြင်းပြောလို့ရတယ်အဲ့ချိန်မှာစပါကချက်စီနဲ့ကစားရတယ်ချက်စီကိုသူတို့ရှုံးရတယ်ပေါ့နော်အဲ့ချိန်မှာစပါကချက်စီကိုရှုံးရတဲ့ခါမှာကျွန်တော်ကဘလို့ဖြစ်သွားလဲဆိုတော့စပါကကျွန်တော်တို့အထင်ကြီးဖို့ခက်ခဲတယ်ဆိုတော့အသိဖြစ်သွားတယ် ပြောရရင်စပောက်ကိုအထင်မရှိဘူးပေါ့ဗျာဒီလိုမျိုးပြောလို့ရတယ်ဘယ်လိုမျိုးလဲဆိုတော့တကယ်တမ်းရလက်ကောင်းဖို့လိုလာပြီးရလက်တွေလိုအပ်နေတယ်ချက်စီးကိုအ ਨੇ ဆုံးသိကစားဖို့လိုလာတဲ့အချိန်ခါမျိုးမှာစပါဟာရှုံးသွားတယ်စပါရှုံးသွားတဲ့ခါမှာအမှတ်ပေးစရာမှာအမှတ်တရတက်ပြီးတော့မကွာတော့ဖြစ်သွားတယ် ချက်စည်းကိုတည်ရဆိုလို့ရှိရင်လည်းအမပေးရရမှတ်တရားတက်ပြီးကွာမှာတော့မဟုတ်ပါဘူး။ဒါပေမဲ့ချက်စည်းကိုသူတို့အိပ်ပွဲမှာတော့တည်ရလောက်ကတော့ကစားခဲ့တဲ့လို့ကျွန်တော်ကတော့မြင်တာပေါ့။အခုဆိုလို့ရှိရင်ဒီပွဲမှာသာရှုံးသွားရင်တခြားသောပြိုင်ပွဲတွေလည်းနိုင်ဝိုင်းစပါအောက်ကိုတော်တော်ရောက်သွားလိမ့်မယ်။ဒီလိုအခြေအနေမျိုးရှိတာပေါ့။အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့ရမတ်ကဘက်ကလည်းအရေးပါတဲ့ပွဲမျိုးမှာစပါကကျွန်တော်တို့လုံနိုင်မလားပေါ့ခြေစွမ်းတွေလည်းကောင်းတယ်အဆင်ပြေမလားတော့တကယ်တမ်းတွေးကြည့်တဲ့အခါမှာတကယ်တကယ်တမ်းကြာလို့ရှိရင်ဖြစ်မလာတဲ့အခါမှာတော့ဒါပြီးခဲ့တဲ့နှစ်တွေကတော့စပါဖလာရတယ်ဒီနှစ်မှာလည်းဒါနီးပြတ်တဲ့ Thomas Frank နဲ့ ကောင်းနေတယ်ဆိုပေမဲ့ချိန်တန်လို့ရှင်တော့စပါစပါပါပဲဆိုတော့ပုံစံမျိုးကိုဖြစ်နေတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ပေါ့နော်အဲ့တော့အခုဆိုလို့ရှိရင်ဒါကျွန်တော်တို့ Premier League ကိုကြည့်တယ်မဆိုရင်အဆင့်1ကအသင်းကပဲအမှတ်တွေဖြတ်နေတာအဆင့်2ကအသင်းနဲ့ကျွန်တော်အဆင့်8လောက်ထိကအမှတ်သိပြီးတော့ quarter set ကရှိတာမဟုတ်ဘူးတပွဲမှာအောက်ကအသင်းတွေကတပွဲလောက်နိုင်ပြီဆိုတော့ねအများကြီးအပြောင်းလဲဖြစ်နိုင်တဲ့အခါမှာဒီပွဲကစပါတို့အရင်အရေးကြီးတယ်စပါဒီပွဲမှာလုံးဝရှုံးလို့မရဘူးပေါ့အနည်းဆုံးတော့စပါတည်ရလောက်တော့ ကစားနိုင်မှုလို့ရတယ်သူ့အိမ်ကွယ်မှာလိုအခြေအနေလို့ရှိတာပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်တော့အသင်းတွေရဲ့ကြားမှာရှိနေတဲ့ရမှတ်ကွာချာချက်လေးကတကယ် ဟိုပါတယ်တပွဲလေးမှားတာနဲ့အောက်ကိုရောက်သွားမယ်အခြေအနေမျိုးမှာရှိတယ်ဒါဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါစပါရဲ့ဒရော့ဆယ်လေးထားကိုချုပ်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီလိုရှိတယ်ကဲဒါဆိုလို့ရှိရင်တော့စပါရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုလို့ရှိရင်စပါရဲ့ခြေစွမ်းကကျွန်တော်တို့ယာဒီအစတော့ကျွန်တော်စပါကောင်းတယ်ကောင်းတယ်ကောင်းတယ်ဆိုစပါသွားလာတယ်ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်စပါရဲ့ရလက်လေးတွေကိုပြန်ကြည့်တဲ့အခါမှာကျွန်တော်တို့အချက်တစ်ခုတွေ့ရတယ်ဒါကဘာလဲဆိုတော့စပါကခြေစွမ်းမာတဲ့ပြိုင်ဘက်နဲ့ကစားရင်စပါခက်ခဲတက်တယ်ဆိုတဲ့အချက်ကိုကျွန်တော်သွားတွေ့ရတယ် အခု Manchester United ကအရင်တုန်းက Manchester United မဟုတ်တော့ဘူးအရင်တုန်းက Manchester United ဆိုတာနည်းနည်းပျော့တယ်လို့ပြောလို့ရတယ်အခု Manchester United ကဒါကျွန်တော်တို့မာကျော်တဲ့အသင်းပုံစံဖြစ်သွားတဲ့အခါမှာစပါးရင်ကနိုင်နေကြ Man U အသင်းလက်ရှိ Man U အသင်းကတော့မဟုတ်တော့ဘူးဗျဒီအချက်တွေရှိတယ်ဒါ Europa League Final က Man U နဲ့လက်ရှိ Man U နဲ့တော့မတော်လေးကိုကွဲပြားချမှတ်ချက်ကကြီးွားပါပြီဒီလိုအနေအထားမျိုးရှိတာဟုတ်အဲ့တော့ကျွန်တော်တို့ကစပါးရဲ့ခြေသွမ်းကိုကျွန်တော်တို့ရိုးလေးတွေးလို့ရတယ်ဘယ်လိုပြောလဲဆိုတော့စပါးကသူ့ထက်နိုင်တဲ့အသင်းဆိုတော့သူနိုင်တယ် ပြောမယ်ဆိုလို့ရှိရင်တော့သူရင်ကိုရင်ကစားရမယ်ဒါမှမဟုတ်အဲ့တင်ရဲ့ချစ်စွမ်းကလက်တလုံးမှာမာနေတယ် ဲ့လိုမျိုးဆိုတော့ဆိုတော့စပါသိပြီးတော့မလွယ်ဘူးဒီလိုအခြေအနေရှိတယ်။စပါရဲ့ကစားသမားပိုင်းကြည့်မယ်ဆိုလို့ရှင်တော့ကွင်းလေကဒီဆိုင်မွန်ကိုတော့ပြောချင်တယ်။ဒါစပါရဲ့အခွင့်အရေးတွေကိုဖန်တီးပေးနေတဲ့ကစားသမားပေါ့နော်။ဒါသူတော်တော်လေးလက်ကောင်းပါတယ်။ဒါပေမဲ့တွေ့ရတဲ့ခုကတော့သူဖန်တီးပေးတဲ့သူစီရဘောလုံးတွေထွက်တလောက်အရှိရတော့သိပြီးတော့အခွင့်အရေးမယူနိုင်ဘူး။ဒီပိုင်းကိုတွေ့ရတယ်ပေါ့နော်။နောက်တစ်ခုထပ်ပြီးတော့ပြောမယ်ဆိုလို့ရှင်တော့ဒီဘွဲမှာစပါဘက်မှာတော့ကျွန်တော်စိတ်ဝင်စားတာကတော့ဒါတောင်ပန်တိုက်စစ်ကစားသမား ဂျွန်ဆင်ပေါ့လေနော်ဒါဒီကစားသမားဘာလို့ပြမလဲကျွန်တော်ကြည့်ချင်တယ်ဘာဖြစ်လို့လဲဆိုတော့ဂျွန်ဆင်ကမန်ယူနဲ့တွေ့ပြီဆိုတိုင်းတခုမို့တခုကတော့အများနဲ့လုတ်ပြနေရှိတယ်ဒါမန်ယူကိုဂိုးကင်းရတာခြိုက်တဲ့ကစားသမား CN မှာဆိုလို့ရှိရင်ကျွန်တော်တို့ဂျွန်ဆင်ကိုထည့်ရလိမ့်မယ်အဲ့တော့ဒီပွဲမှာဂျွန်ဆင်ပေါ့နော်ဒါဘာလို့ပြမလဲဆိုတဲ့အရာလေးကိုလည်းကျွန်တော်စိတ်ဝင်စားပါတယ်နောက်တစ်ခုကစပါးကမန်ယူနဲ့တွေ့တိုင်းရက်လက်တွေအရန်ကောင်းနေတဲ့အသင်းဖြစ်တယ်အဲ့တော့ဒီရက်လက်ကောင်းကိုဆက်ပြီးတော့ထိန်းနိုင်မလား ဒီချက်ကအရေးကြီးတယ်ပြောမယ်ဆိုလို့ရှိရင်ဘောလုံးမှာကရှုံးလို့ရနိုင်နိုင်လို့ရရှုံးဆိုတဲ့အနေအထားရှိတယ်အနည်းဆုံးဆုံးဥပမာပေးရရင်လီဗာပူးနဲ့ရီယယ်ဘွဲကရှုံးလို့တဲ့အသင်းနဲ့နိုင်လို့တဲ့အသင်းနဲ့တွေ့တဲ့အခါမှာဖြစ်သွားတယ်ရှုံးလို့တဲ့အသင်းလီဗာပူးကနိုင်သွားတယ်ဒီလိုအခြေအနေမျိုးလေးရှိတဲ့အခါမှာဘောလုံးမှာကဒီဥစ္စာကအမြဲတမ်းမှန်နေတဲ့အရာတစ်ခုဖြစ်တဲ့အခါမှာစပါးကရလက်ကောင်ဆက်ပြီးတော့ယူသွားအောင်မလားပေါ့နော်ဒါဒီဘိုင်းကတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အဝေးကွင်းက Manchester United ပဲလေးကိုသွားချင်ပါတယ်။ကိုရဲတော့ပြောပြပါအောင်။ United နဲ့ပတ်သက်ပြီးတော့ကျွန်တော်သတိထားမိသလောက်ဆိုရင် United က individual အားကိုတော်တော်လေးဟိုရှိကြပြန်။တယောက်ချင်းအားကိုတော်တော်လေးဟိုယူရဲ။ဒါကကောင်းတာလည်းရှိတယ်လို့မကောင်းတာလည်းရှိတယ်။ကောင်းတာကတော့ဘယ်လိုမျိုးလဲဆိုတော့ခုမှကျတော့ဘောလုံးအသင်းတိုင်းကတန်ဖိုးကိုဘယ်လိုပိတ်ဆို့ရမလဲဆိုတော့ formula ပေါ့နော်။ပေါင်တစ်ခုကိုတို့က ကစားတက်သွားတဲ့အခါမှာ individual ကောင်းတဲ့အသင်းတွေကတော့အပြေရှားလို့ရတယ်။ဒီကစားသမားတွေလုံနိုင်သွားရှိသလား။ဉာဏ်ရှိသလားပေါ့နော်။ဒါမျိုးတွေမှာအသက်ရှူကျက်တဲ့အခြေအနေမျိုးတွေမှာအပြေရှားတွေ့နိုင်။ဒါပဲဘယ်နေရာကသွားပြီးတော့စိုးစီလဲဆိုတော့အဲ့ကစားသမားတွေကောင်းကောင်းအလုံးလုံးနိုင်တဲ့အခါမျိုးမှာဆိုရင်တော့တိုင်ပတ်နိုင်တယ်ပေါ့နော်။အဲဒီ forest နဲ့ပွဲရတော့အနည်းဆက်ဆုံးဥပမာလို့ပဲကျွန်တော်ကတော့ပြောခြင်းနဲ့အိပ်ပွဲစင်မှာဒီ individual တဲ့ကလူမှအဆင်ပြေတဲ့ခါမှာ United တော်လေးကိုမှ struggle ဖြစ်တာပဲနေခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ United ကဒီပွဲမှာစပါးကိုအနိုင်ယူဖို့တော်တော်လေးကိုမှအရေးကြီးလိုအပ်နေရတယ်အမှန်ပဲဘာဖြစ်လို့လဲဆိုတော့စပါးကိုတနင်္လာတော်တော်လေးကိုမှကြာပြီအခုလက်ရှိနေထားရတာဖြစ်နိုင်ကြီးအရှိဆုံးလို့တော့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီ United တဲကြီးနဲ့ကန်ခဲ့တဲ့ဖောင်လေးကိုပြန်ပြီးကြည့်ပြီးပြောမယ်ဆိုတော့ဒါလက်ရှိမှာဖြစ်နိုင်ဆုံးပဲအတင်းကြီးတွေ့ပြီဆိုရင် United ကတော့အရင်နှစ်တွေကလေးရပါပဲ သိချင်းကမ်းပြီးလေနဲ့တက်ကပို့ပြီးတော့ကြစ်လိုက်တယ်။သုံးယောက်ခံတဲ့ကတော်လေးကိုမှကြစ်လက်မှုရှိရဲ့။တယ်ဘက်ကိုခေါ်ကစားရတယ်ဗျာ။ဒီဘောလုံးကင်ပြီးကစားရတာ၊ပြန်မိုးပြီးကစားရတာ။အဲ့ဒီရဲ့ဖော်မူလာတွေအကုန်လုံးပေးလိုက်ပြီးတော့သူကတယ်ဘက်ကိုခေါ်ကစားမယ်။နောက်တန်း9ယောက်လောက်ဖြစ်သွားမယ်။ပြီးရင်ကကွန်းလေမြောင်းနဲ့ကြစ်ကြစ်လက်လက်ပုံစံမျိုးကစားရတာတော်တော်လေးကိုမှတက်ရံပြီးတော့ရှိရပါတော့။ဒီလိုပွဲမျိုးမှာဆိုရင်တော့ဒီပွဲတိုင်းကျော်မင်းစင်မောက်ကိုတော့ကျွန်တော်ကထည့်ပြီးတော့စဉ်းစားတဲ့လေဗျ။ ဘာဖြစ်လို့လဲဆိုတော့စကားကလည်းတော့ဒီနောက်တန်းမှာဒီဘောလုံးကင်တဲ့အခါမှာပေါ့နည်းနည်းပြတဲ့အပိုင်းလေးတွေရှိတယ်ကျွန်တော်သတိထားပြီးတော့ဆိုရင်ဒီ Chelsea နဲ့ပွဲမှာနှစ်ခါရှိမယ်ဒီ Copenhagen နဲ့ပွဲမှာလည်းတစ်ခါလားမသိရှိတယ်ဒါရီအမောင်းတို့ဒီအာမတ်တို့ present account နဲ့တရားမကြီးပါလာရဲ့ဒါလည်း play down တစ်ခုတော့ဖြစ်သွားနိုင်တယ်ကျွန်တော်ကိုယ့်ဘက်ကဂိုးရင်ရွာပြီဆိုတာနဲ့တနာရီကကိုယ့်လက်ကိုယ်ကြီးဖြစ်သွားပြီဗျာဒါ United ကလက်အဲ့လိုပုံစံမျိုးနဲ့ပဲသွားနေရပါတော့နော်အဲ နောက်တစ်ချက်ကကြတော့ဒီအစွန်နောက်ခံလူတွေပေါ့စပါးရဲ့အစွန်နောက်ခံလူတွေကဒီ United ရဲ့ individual အရန်ကောင်းပါတယ်ဆိုတော့ပေါ်ညာတို့ပြီးရင်ဒီမှာ Hanbyu Mu နဲ့ Ahmed တို့ရဲ့ link ပေါ့ဒါတွေကိုထင်းကျုံမှုလုပ်နိုင်ပါမလားပေါ့ဒါလည်းကျွန်တော်ကတော့စိတ်ဝင်စားတယ်အဲဒီလိုပွဲပြပါဆိုရင်တော့ဒီစပါးတိုင်းရဲ့ area area အားကိုးလာမယ့်အချက်ကိုကျွန်တော်တားဆီးဖို့တက်ဆိုရင်တော့မကွာရရော delay ရောတုံးသိတယ်လို့ကျွန်တော်ကမြင်တယ်ဗျဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့မကွာရရှိနေ ်ခေါင်းပေါ်တွေတဲ့မပွားရရှိမယ်ဒီနေ့ရှိမယ်ကတ်စမဲရိုးရှိမယ်နောက်ပြီးလေမန်းမှရှိတယ်တဲ့ကစားမားတွေကလည်းဖြည့်ပြီးကစားနိုင်မယ်ဆိုရင်ဒါတော်တော်လေးကိုမှစိတ်ချရလို့ရတယ်ဆိုတော့ပုံစံတော့တော့ဖြစ်သွားနိုင်လို့ကျွန်တော်တော့မြင်တယ်ပေါ့နော်အဲဒီကအရေးကြီးတဲ့ချက်ချက်ကအချက်ချက်ကဘာလဲဆိုတော့ပြီးခဲ့တဲ့ယာဒီကတင်းရတင်းကိုတောက်လျှောက်ဘူလီလာခဲ့တဲ့ပုံစံမျိုးကဒီရီမှာအလှည့်ပြောင်းဖြစ်တယ်ဗျ။အာဒီအက်ဂလစီကိုမှဆိုရင်ပြီးခဲ့တဲ့ရီမှာဘာစီလိုနာကရီယဲကိုတောက်လျှောက်ကိုနိုင်လာတာ ဖလားဝဲလည်းမချင်ဟုတ်နိုင်ဒီနေရာမှာအလေးတောင်းဖြစ်သွားတယ်ဒီရေကနိုင်ပါတယ်နောက်တစ်ခုကတော့ဒီချဲစင်းနဲ့မပါဘူးပေါ့နော်ဒီပါဘူးကိုချဲစင်းမနိုင်တာတော်လေးကိုမှကြာလို့ရဒါကနေဒီနေရာမှာအလေးတောင်းဖြစ်ပြီးတော့ချဲစင်းရဲ့ပါဘူးကိုနိုင်ပါတယ်နိုင်ပါတယ်နောက်တစ်ခါလေးစပားကိုမနိုင်ဘူးတော်လေးကိုမှကြာပြီးလို့ပြောလို့ရဒီနေရာမှာအလေးတောင်းဖြစ်သွားမလားပေါ့နော်ဒါကလည်းကျွန်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ချက်တွေဖြစ်တယ်လို့ထည့်ပြီးတော့စဉ်းစားသင့်တယ်လို့ကျွန်တော်ကမြင်တယ် ဒါကြောင့်လို့ကျွန်တော်ကတော့ဒီပွဲစဉ်မှာ United အနေနဲ့ဒီသူတို့ရဲ့အတင်းကြီးချင်းကန်တဲ့ power ကိုဆက်ပြီးတော့ပြသအောင်မယ်လို့ကျွန်တော်ကထင်ပါတယ်ဗျ။ okay ပါကျွန်တော်တို့ပေါ့နော်ဒါ Manchester United ကိုကျွန်တော်တို့ဒါပေါ့နော်ကြည့်မယ်ဆိုလို့ရှိရင်နောက်ဆုံးကစားထားတဲ့၄ပွဲဆက်ရှုံးဝဲမရှိကစားထားတယ်။ဒါ၃ပွဲနိုင်ပြီးတော့တပွဲသေပေါ့လေနော်။ဒါပြောမယ်ဆိုလို့ရှိရင်ဒါကကြီးမားတဲ့တော်တော်ပုံတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်။အဲအရင်တော့က Man U ဆိုတဲ့အသင်းက တပွဲနိုင်တယ်တပွဲရှုံးတယ်တပွဲသိရချမွဲတပွဲရှုံးမယ်ငါးပွဲလောက်မှတပွဲနိုင်တယ်ဒီလိုအခြေအနေမျိုးဖြစ်နေတာဟုတ်အဲ့တော့ဒီခါမှာတခုရှိတာကတော့ဒီမန်ယူငါးပွဲဆက်မနိုင်လို့ရှိရင်သပင်းမညှက်ဘူးဆိုတော့တယောက်ကတော့ကျွန်တော်ထင်တယ်သပင်းညှက်ရတော့မှာမဟုတ်ဘာဖြစ်လို့လဲဆိုတော့အခုမန်ယူကဒီကဒီမှာသူတို့ကျန်တာဆိုလို့ပရီးမီးယားလိရဲ့ပြီးတော့ဟော FA ရဲ့ပဲရှိမှာပေါ့လေနော်အဲ့တော့ဟော FA ရလည်းကြိုကြားကြိုကြားမှဝင်တဲ့ပြိုင်ပွဲဖြစ်တဲ့ခါမှာပရီးမီးယားလိမှာက အသင်းသင်းကငါးပွဲဆက်နိုင်ဖို့ဆိုတာတော်တော်မလွယ်ဘူးဗျ။အဲ့လိုအခြေအနေရှိတယ်။မန်ယူကအခုနောက်ဆုံး၄ပွဲဆက်ရှုံးဝဲမရှိကစားထားတယ်။ဒါအရန်ကောင်းတဲ့ပုံစံတစ်ခုလို့ကျွန်တော်တို့ပြောလို့ရတယ်။ကျွန်တော်ပြောချင်တာကပရီးမီးယားလိရဲ့လက်ရှိအဆင့်၁အာဆင်နယ်အာဆင်နယ်ကတော့ဖြစ်ကောင်းဖြစ်နိုင်မယ်ဒါပေမဲ့အဆင့်၂ကအသင်းတော့၃အသင်း၄အသင်းဒီလိုမျိုးပေါ့နော်အဆင့်တွေကတော့ရှိနေမယ်ဒါပေမဲ့ပရီးမီးယားလိမှာ၅ပွဲဆက်နိုင်ဖို့ဆိုတာကတော်တော်ကိုမလွယ်တဲ့အနေအထားဖြစ်တယ်ဘောလို့ဆိုတော့ပရီးမီးယားလိမှာတစ်ဘက်တစ်ဘက်ကတော်တော်ခက်ခဲတာ哦လေသူကစားရတာလေ ဲ့တော့ပြောမဆိုလို့ရှိရင်ဒါမန်ယူရဲ့လက်ရှိအနေအထားအရလက်ရှိ၄ဝက်ဆက်ရှင်ဝဲမရှိကစားထားတယ်တိုးတက်မှုရှိတယ်ပရီးမီးယားလိဂ်ကပို့ပြီးကစားရမှာများတဲ့အသင်းဖြစ်တဲ့အတွက်ကြောင့်မန်ယူသင်းပြိုင်ပွဲဆုံးမှာ၅ဝက်ဆက်နိုင်ဖို့ဆိုတာကတော့ပရိုဘလမ်ဖြစ်နိုင်ဘူးလို့ကျွန်တော်မြင်တယ်အဲဒီစပင်ညှက်ညှက်မဲ့တယောက်ကတော့စပင်မညှက်ပြရဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးထင်တယ်အဲ့တော့ပြောမဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါ၄ဝက်ဆက်ရှင်ဝဲမရှိမန်ယူသင်းကစားထားတယ်ဒါအရင်တော့ဆိုလို့ရှိရင်ဒီလိုအနေအထားမျိုးကလုံးဝမရှိဘူးပေါ့နော် အခုချိန်မှာပြောမှဆိုရင်တော့ဒါမန်ယူသင်းကပုံစံကောင်းရနေလို့ပြောလို့ရတယ်။ဒါပုံစံကောင်းရနေတဲ့ချိန်မှာသူတို့အမြဲတမ်းရှုံးတဲ့စပါးနဲ့သူတို့ကြုံလာတဲ့ခါမှာသူတို့စပါးကိုအမြဲတမ်းရှုံးနေပါတယ်ဆိုတော့အခြေအနေတစ်ခုကိုသူတို့ပြီးဆုံးအောင်လုပ်ဖို့အတွက်သူတို့မှာအခွင့်အရေးတစ်ခုရှိသွားတယ်လို့ကျွန်တော်မြင်တယ်ပေါ့လေနော်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ပြောစရာရှိတာက Nottingham Forest နဲ့ပွဲကြောင်းလေးနည်းနည်းလေးပြောချင်တယ်။ Nottingham Forest ကိုမန်ယူကသရေကျသွားတာ။ဒါမန်ယူပြည်သက်အများစုကတိတ်သဘောမကျတဲ့အနေအထားမျိုးလေးတွေတွေ့တယ်ပေါ့လေနော်။ တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဒါမန်ယူသင်းကိုသူတို့မျောလင်းချက်တွေပိုလာကြပြီဆိုတော့သဘောတရားမျိုးမှရှိတယ်။အာမန်ယူဆိုတဲ့နိုင်ရမှာပေါ့ဆိုတော့သဘောတရားမျိုးပေါ့နော်။ဒါကတော့ လိုမျိုးအကောင်းဘက်ကတွေးလို့ရတယ်။တစ်ဘက်ကလက်တွေးမယ်ဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ Nottingham Forest ဆိုတဲ့အသင်းကကျွန်တော်မနစ်ကဘလို့ဆွမ်းဆောင်ရင်ပြခဲ့တဲ့အသင်းဖြစ်လေ။နောက်တစ်ခုက Nottingham Forest ရဲ့အင်ကွင်းကဘလောက်မှာလဲပေါ့နော်။နောက်တစ်ခုက Nottingham Forest ကနီးပြအသင်းနဲ့ချမ်းမတ်တွေလိုနေတဲ့အချိန်။နောက်တစ်ခုကကျွန်တော် Nottingham Forest ကအဲ့ပွဲမှာသူ့အိမ်ပေါ်မှာဘလို့မှရှုံးလို့မရတဲ့ခါမှာဒီအသင်းရဲ့အပြေးကစူးစမ်းအထောက်အပံ့ကဒီလိုမျိုးပွဲတွေမှာအဝေးကွင်းမှာမန်ယူမှမဟုတ်ဘူးလက်ရှိထိပ်ဆုံးမှာရောက်နေတဲ့ Arsenal သွားကစားတော့မလွယ်ဘူး။ ဘယ်အသင်းကြီးမဆိုပရီးမီယာလိရဲ့ဘယ်အသင်းကြီးမဆိုမလွယ်တဲ့ပြိုင်ဘက်တော့တရန်ဖော်ရက်စ်ကအဲ့ဒီပွဲစဉ်မှာဖြစ်သွားတာကျန်တဲ့အရှိပွဲကျွန်တော်မပြောဘူးအဲ့ဒီပွဲစဉ်အနေထားမှာဖြစ်သွားတဲ့နော်တရန်ဖော်ရက်စ်ကိုပရီးမီယာလိရဲ့ဘယ်အသင်းကြီးမဆိုနိုင်ဖို့ခက်ခဲတယ်ဒီလိုအခြေအနေမျိုးရှိနေတဲ့အခါမှာနောက်ဆုံးမိနစ်မှာကျွန်တော်အာမက်ရဲ့ကန်ဆယ်နဲ့ပေါ့နော်ဒါဂိုးဖြစ်လူနီပါအနေထားတစ်ခုတော့မှာဖြစ်ခဲ့တဲ့အခါမှာတော့အဲ့ဒီတရေရလက်ကကျဉ်တ်เสียရပဲတစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ဟာမန်ယူဘာလို့မနိုင်တာလဲဆိုတော့မန်ယူပြိုင်သက်တွေသူတို့အသေးအောင်သူတို့ တို့စိတ်ထဲမှာပေါ့တို့ကတို့မတိလိုက်တဲ့အချိန်မှာပဲ road ကိုမြင်လိုက်တယ်။တစ်ဖက်ကကြတော့အာ Nottingham Forest ဒီလောက်ထိတော့မှစူးစမ်းပြနေတဲ့အသင်း၊ဂျမတ်အရန်လိုချင်တဲ့အသင်းကို9လူလီပါတော့ဖြစ်ခဲ့တယ်။ တူဝဲနဲ့ရှုံးနေတဲ့အနေအထားပုံမှန်မန်ယူသင်းဆိုအဲ့လိုပွဲမျိုးရှုံးသွားပြီဒါပေမဲ့တူတူတည်ရပြန်ပြီးတော့ဖြစ်ခဲ့တဲ့အနေအထားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒါတွေကအများကြီးပုံမှာအပေါင်းလက္ခဏာဆောင်တဲ့အရာတွေလို့ကျွန်တော်တို့ပေါ့နော်ပြောလို့ရတယ်ဒီနေရာမှာကျွန်တော်ပြီးခဲ့တဲ့ဂျပိုင်းကတွေ့တဲ့အရာလေးတစ်ခုရှိတယ်အဲ့ဒီအရာကကျွန်တော်နဲ့တော်တော်လေးကိုသဘောထားကွဲလွဲတဲ့အရာတစ်ခုဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုကျွန်တော်ပြောစင်တယ်အဲ့ဒါကဘာလဲဆိုတော့ Fernandez ကတဲ့မန်ယူမှာအခမ်းကဏ္ဍအဲ့လိုမျိုးရှိတော့ဦးတယ် Fernandez ရဲ့အခမ်းကဏ္ဍမန်ယူမှာအရင်ကျော်သွားတယ်ကျွန်တော်ဒါလုံးဝလက်မခံဘူး ကျွန်တော်အရင်တော့ကမန်ယူကိုကျွန်တော်ကြည့်လိုက်မယ်ပေါ့ဗျာအရင်တော့ကမန်ယူမှာတခုခုလုတ်ပြဖို့လိုလာပြီဆိုလို့ရှိရင်ဒီအသင်းကိုဘယ်သူကလုတ်ပြလဲပေါ့ဖာနန်ဒက်စ်ကလုတ်ပြတာဟုတ်ဖာနန်ဒက်စ်ကတခုခုဆိုလို့ရှိရင်အမြဲတမ်းအဖြေရှာပေးရဲ့လက်ရှိမန်ယူအသင်းကိုကျွန်တော်ကကြည့်လိုက်တဲ့ခါမှာမန်ယူအသင်းမှာအဖြေရှာပေးမဲ့တစားသမားကတော့တစ်ယောက်တော့လိုလာတယ်ဒါကွန်ညာနဲ့အန်ဗူမိုပေါ့လေနော်ပြောလို့ဆိုလို့ရှိရင်ဖာနန်ဒက်စ်ရဲ့အရှိမကစားနေတဲ့ကစားသမားတွေ တော်ရုံတယုံဘောလုံးပြက်ခဲတယ်ဘောလုံးနဲ့အတူတိုက်စစ်ကိုပါသွားတဲ့ပုံစံလဲအရန်ကောင်းတယ်ကြိုင်မက်စီကလည်းပြန်ပြီးတော့လူယူတဲ့အပိုင်းလဲအရန်ကောင်းတယ်သူတို့ရဲ့တူးချင်းအရေးချင်းနဲ့လဲအသင်းရောအထိုက်ရောက်ပေါ့နော်အကောင်းဆုံးပေါ့အဖြေရှာပြီးနိုင်တယ်ကစားသမားမျိုးဖြစ်တယ်အရင်တော့ဖာနာတက်ရဲ့အရှိမအဲ့လိုမျိုးကအရန်ရှာတယ်ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ပေါ့အမတ်ကလည်းဒဏ်ရာများတာဟုတ်အခုချိန်မှာအန်ဘူမိုနဲ့ကွန်ညာနဲ့ရှိသွားတဲ့အခါမှာဖာနာတက်ကဝင်ပေါ့သွားတာအဲ့ဒါဝင်ပေါ့သွားတာအဲ့ဒါအခန်းကဏ္ဍရော့ချသွားတာမဟုတ်ဘူး တေချာကြည့်မယ်ဆိုလို့ရှိရင်မန်ယူမှာ Fernandes က Fernandes ပဲ Fernandes ကမန်ယူမှာပိုကောင်းတဲ့ကစားသမားရင်းနဲ့တွဲကစားလိုက်ရတဲ့အခါမှာသူဟာဝင်ပေါ်သွားတာအဲ့ဒါအခမ်းကဏ္ဍညော့သွားတာပေါ့ဘူးဒီအပိုင်းလေးကိုတော့နည်းနည်းလေးပေါ့နော်သိမြင်ကြဖို့လိုအပ်မယ်လို့ကျွန်တော်ကတော့ပြောချင်တယ်နောက်တစ်ခုကျွန်တော်တို့ပေါ့နော်ဒါ Tyson Mosesco ပေါ့ Tyson Mosesco ကကောင်းတဲ့ပွဲကောင်းတယ်မကောင်းတဲ့ပွဲလည်းမကောင်းဆိုတဲ့ပုံစံမျိုးဖြစ်နေတဲ့အခါမှာတပတ်ကိုတပွဲပဲကစားရတဲ့အသင်းကပွဲတိုင်းမှာအပြောင်းလဲလုပ်လို့မရဘူးဆိုတော့ကျွန်တော်နားလည်ပြီမဲ့ ဆက်စကိုတိတ်အဆင်မပြေဘူးဆိုလို့ရှိရင်အမော်ရင်ကဆက်စီကိုနည်းလေးအခွင့်အရေးပေးသင့်တယ်လို့ကျွန်တော်ထင်တယ်။ဒါဆက်စီကလည်းဂိုးသွင်းအားနည်းတဲ့တိုက်စပ်မှုပါဒါကိုလက်ခံတယ်။ဒါပေမဲ့ဘယ်ချမ်းကွန်ညာညာချမ်းအမ်ဘူမို့အထောက်မှဆက်စီဆိုလို့ရှိရင်တော်တော်လေးလှမယ်လို့ကျွန်တော်ခံစားရတယ်။အဲ့ဒီအတွေ့အဖက်ကလေအဲ့တော့ဆက်စီကိုကျွန်တော်ကြည့်ချင်တယ်။နောက်တစ်ခုကနယ်သာလန်နဲ့ကမ္ဘာဖလားရှိတယ်။အဲ့တော့ဆက်စကိုအဆင်မပြေတဲ့အချိန်မှာတော့ဒါပေါ့နော်ကျွန်တော်ဇက်စီကိုတုံးတာမျိုးလေးကျွန်တော်ကတော့ဖြစ်စေချင်ပါတယ်အဲ့တော့လက်ရှိမန်ယူသင်းကိုကြည့်မယ်ဆိုလို့ရှိရင်တော့၄ဝက်ဆက်ရှုံးဝဲမရှိကစားထားတယ် ဒီတော့ငါးဘွဲဆက်အရှုံးဘွဲမရှိကစားဖို့ဆိုတာဖြစ်နိုင်လားဆိုဖြစ်နိုင်တာပေါ့ဘာဖြစ်လို့ဆိုတော့သွားထားတဲ့ခြေစွမ်းနေအရာလေအဲ့တော့ကျွန်တော်ကတော့ဒီပွဲမှာတော့မန်ယူသင်းကပေါ့နော်ဘယ်လိုပြောလဲဆိုတော့သူတို့ရဲ့ပုံစံကောင်းကိုသူတို့ရဲ့လက်ရှိခြေစွမ်းပေါ့ပြောမယ်ဆိုတော့ကျွန်တော်ဒီယာကိုဆက်ထိန်းထားဖို့ပဲဒီယာကိုသာဆက်ပြီးတော့ထိန်းထားနိုင်ပဲဆိုလို့ရှိရင်ရှက်လက်ကောင်းလေးသူတို့ရှိကိုရောက်လာလိမ့်မယ် တော့ဒီဘွဲမှာအရေးကြီးဆုံးကတော့လက်ရှိခြေစွမ်းလက်ရှိစွမ်းဆောင်ရည်ကိုထိန်းထားဖို့ကပဲဒီ Manchester United အသင်းတို့တကယ်ကိုအရေးပါတဲ့အရာလို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ကြည့်ဒါဆိုလို့ရှိရင်တော့ Spa နဲ့ Man U တို့ရဲ့ကိုယ့်ရဲ့လက်ခံမဲ့ဗလီသွားစင်းနဲ့ကိုယ့်ရဲ့တော့ခံမဲ့ပေးပါအောင်။အဲပုံမှန်အားဖြင့်ဆိုရင်တော့ဒီ United ကတော့ဒီဘွဲတော့မလွယ်တော့ဘူးပေါ့နော်။ဘယ်လိုမှတွေးကြရတယ်လည်းရှိကြတာ။ကျွန်တော်ကတော့အရင်ကလည်းနယ်လေးစွန်လာပြီးတော့ပဲတွေးလို့ရှိရပါဘူးနော်။ ကိုရလည်းနေနေကတော့ကျွန်တော်ထင်ပါတယ် United ကဒီစပါးကိုအဲဇီးဝါလောက်နဲ့မန်ရရှိအောင်လို့ကျွန်တော်ခံမှန်းလိုက်ပါတ စပါးနဲ့မန်ယူရဲ့ထိတဲ့တွေ့ဆုံမှုတွေကိုကျွန်တော်သွားကြည့်လိုက်တယ်စပါးနဲ့မန်ထိတဲ့တွေ့ဆုံမှုတွေကိုကြည့်လိုက်တဲ့အခါမှာစပါးနိုင်တယ်ပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာစပါးကိုနည်းနည်းလေးနဲ့ကပ်ပြီးနိုင်တာတွေ့ရတယ်အဲ့တော့ကျွန်တော်ဒီနှစ်သင်းရဲ့နောက်ပိုင်းကစားထားတဲ့ပွဲတွေကျွန်တော်သွားပြီးတော့ကြည့်လိုက်တဲ့အခါမှာစပါးကချန်ပီယံလိမှာဂိုးတွေအများကြီးသွင်းထားတယ်မန်ယူကကျတော့အဲ့ဒီမတိုင်ခင်ပွဲတွေမှာဂိုးတွေအများကြီးသွင်းထားတယ်ပေါ့နော်ဒါနှစ်သင်းပေါင်းအတွင်းကို3ဂိုးလောက်ထိမန်ယူကပွဲတော်တော်များများရှိတာကိုကျွန်တော်တွေ့ရတယ် စပားကြတော့ကိုနေလိုက်ကိုမြလိုက်ကိုနေလိုက်ကိုမြလိုက်တဲ့ပုံစံမျိုးသွားတဲ့ခါမှာလက်ရှိဒီပွဲမှာအလွယ်တကူတွေးမယ်ဆိုစပားနဲ့မန်ယူကနှစ်သိန်းပေါင်းသိန်းကို၃ခုလောက်သွားမယ်ဆိုတဲ့အလွယ်တကူတွေးတော်လို့ရနိုင်တဲ့အနေအထားတစ်ခုရှိတယ်ဗျဒါကအရန်ကိုလွယ်လွန်အားကြီးတဲ့အတွေ့တစ်ခုပေါ့နော်အဲ့ဒီအတွေ့ကိုပြန်ဒီပွဲမှာလိုချင်ကြလားပေါ့နော်ကျွန်တော်အဲ့လိုပြောစဉ်းစားကြည့်တဲ့အခါမှာကျွန်တော်အဲ့ဒါရဲ့တစ်ဖက်တစ်ချက်မှာကျွန်တော်နေချင်တယ်အဲ့တော့ကျွန်တော်ဒီပွဲမှာတော့မန်ယူကသွင်းကိုနည်းနည်းနဲ့ပဲနိုင်မယ်လို့ထင်တယ်ဒါပေါ့လက်ရှိပုံစံအရဆိုလို့ကျွန်တော်စပါလဲကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ပေါ့နော် အမြဲတမ်းဒီအသင်းကပဲအမြဲနိုင်မနေဘူးတခြားသင်းကနိုင်တဲ့အသင်းဆိုတော့ရောက်လာတာပဲအဲ့တော့အခုကမန်ယူအထက်ရောက်ပြီလို့ကျွန်တော်ကတော့ထင်တဲ့အတွက်ကျွန်တော်ကတော့မန်ယူရွေးတယ်ကျွန်တော်တို့အမြင်တူပါတယ်ကျွန်တော်လည်းမန်ယူကအဝေးကွင်းမှာပေါ့တကူကူမရှိတဲ့စပါကိုနိုင်သွားမယ်လို့ခံမှန်းထားပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့ဒီပေါ်တော့စပါမန်ယူပွဲရဲ့ပွဲချုပ်ကတော့ဒီလောက်ပါပဲဒါကျွန်တော်တို့အချိန်တစ်ခုပေးပြီးတော့ခံမှန်းသုံးသပ်တင်ဆက်ပေးခဲ့တယ် အကိုရဲနှောင်းကိုလည်းကျေးဇူးတင်ပါတယ်။အဘောတော့ကြီးစုပေးခဲ့ကြတဲ့ The Premier Sport ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်။အဲ့တော့ဒီပိုင်းပါဘောပေါ့ဗျာ။ဒီ season ဒီပိုင်းကိုတော့ဒီနေရာမှာပဲဒါပေါ့ရှင်းနာမယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်။ဒီလိုတင်ပါတယ်။